ဆန်ဆောင်အီလက်ထရောနစ်ကပြိုင်ဆိုင်မှုပြင်းထန်လာမဲ့ခေါက်ဖုံးဈေးကွက်မှာခြေကုပ်ခိုင်ပါစေဖို့ပထမဆုံးသုံးထပ်ခေါက်ဖုံးဖြစ်တဲ့ Galaxy Z Trim 4ကိုမိတ်ဆက်လိုက်ပါတယ်ဈေးနှုန်းအနေနဲ့ကတော့13.59တန်းဒေါ်လာ2400ကျော်လောက်ရှိပါတယ်ဖွင့်လိုက်ရင်253.1 mm ဆဲလက်မှရှိပြီး ်လက်ရှိ Galaxy Z Fold 7ထက်25ရာခိုင်နှုန်းနီးပါးပိုကြီးပါတယ်။ဒီဖုန်းကိုအများသုံးဖို့ထက်တခြားလိုချင်သူများအတွက်ရည်ရွယ်တယ်လို့ Samsung အမှုဆောင်ဒုတိယဥက္ကဋ္ဌ Alex Lin ကပြောပါတယ်။ခေါဖုံးဈေးကွက်တိုးတက်ဖို့အတွက်တွန်းအားဖြစ်စေလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ ဒီဇင်ဘာ12ရက်မှာကိုရီးယားမှာစတင်ရောင်းချမှာဖြစ်ပြီးဒီနှစ်ထဲမှာပဲတရုတ်၊စင်ကာပူ၊ထိုင်ဝမ်နဲ့ UAE တို့မှာဆက်လက်ဖြန့်ချိပါမယ်။အမေရိကန်မှာတော့လာမယ့်နှစ်ပထမ၃လပတ်မှာစတင်နိုင်ပါတယ်။ဆန်ဆောင်ရဲ့အကြီးဆုံးဘက်ထရီပါဝင်ပြီးမိနစ်30အတွင်း90ရာခိုင်နှုန်းအားသွင်းနိုင်တဲ့စူပါအမြန်အားသွင်းစနစ်ကိုထောက်ပံ့ပေးပါတယ်။ တရုတ်နိုင်ငံမှာ Huawei ကလည်းပြီးခဲ့တဲ့စက်တင်ဘာလကသုံးထပ်ခေါက်ဖုန်းကိုမိတ်ဆက်ထားပြီး Apple ကလည်းလာမယ့်နှစ်မှာပထမဆုံးခေါက်ဖုန်းကိုထုတ်ဖို့မျှော်လင့်ရပါတယ်။လေလာသူတွေကတော့ Trivo ဟာလက်ရှိမှာနည်းပညာပြသမှုသဘောမျိုးဖြစ်ပြီးအမြောက်အများရောင်းရဖို့မလွယ်သေးဘူးလို့သုံးသပ်ပါတယ်။ ဈေးနှုန်းမြင့်မားမှုနဲ့ထုတ်လုပ်မှုစိန်ခေါ်မှုတွေကြောင့်ခေါက်ဖုံးတွေဟာလောလောဆယ်မှာတော့ဈေးကွက်ရဲ့အစိပ်ပိုင်းငယ်လေးဖြစ်ပဲရှိနေဦးမှာဖြစ်ပြီး2028ခုနှစ်မှာတော့စမတ်ဖုန်းဈေးကွက်ရဲ့300ခိုင်နှုန်းအောက်မှာပဲရှိမယ်လို့ခန့်မှန်းထားပါတယ်။ရှိရှိပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။